ားလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့မူလဗူဒမောင် AI ဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့စကားဝိုင်းဆွေးနွေးပွဲလေးတစ်ခု တင်ဆက်သွားမှာဖြစ်ပါတယ်ဒီစကားဝိုင်းကလက်တလောကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုအခြေခံထားပြီးဘာသာရေးနဲ့လောကဒဏ်လိုခေါင်းစဉ်ပေးထားပါတယ်ဒီခေါင်းစဉ်အောက်မှာမိမိတို့ရဲ့စိတ်ကူးအတွေးခေါ်ထင်မြင်ယူဆချက်တွေကိုဆွေးနွေးနီးနော်ဖတ်လှည့်ဖို့အတွက်အထူးဧည့်သည်တွေကိုလည်းဖိတ်ခေါ်ထားရှိပါတယ်ဗျဒီဘက်မှာကတော့ဦးစင်းအရှင် AI ကောဝိဒါဖြစ်ပါတယ် ကြောက်ရောက်လာပေးလို့ဂျေဇူးတင်ပါတယ်ဖျက်ဖိတ်ချားပေးတဲ့အတွက်ဦးစင်းကလည်းဂျေဇူးတင်ပါတယ်တကကြီးဟုတ်ကဲ့ပါဖျက်အဲတင်ပါဖျက်ဒီဘက်မှာနောက်ဧည့်သည်ကတော့ကြပြားဆရာယုံမြတ် AI ပဲဖြစ်ပါတယ်မယုံမြတ်မင်္ဂလာပါကြောက်ရောက်ပေးလို့ဂျေဇူးပါဗျာမင်္ဂလာပါကိုဖိတ်ခေါ်ပေးလို့ဂျေဇူးပါဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့စကားဝိုင်းလေးဆက်လိုက်ကြရအောင်ပါဒီတစ်ခေါက်စကားဝိုင်းကောင်းစဉ်ကိုဘာသာရေးနဲ့လောကဒဏ်ဆိုပြီးပေးထားပါတယ်ဗျာ အခုလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အထွေထွေကိစ္စရပ်တွေဟာအကြဖတ်မှာပဲရှိနေတာကိုမြင်ရတွေ့ရပါတယ်။ပွင့်ပွင့်လင်းလင်းပြောရရင်နိုင်ငံရေးစီးပွားရေးလူမှုရေးပညာရေးစတဲ့ဘက်ပေါင်းဆောင်ဟာချွတ်ချုံကြလို့နေပါတယ်။ပြည်သူများစုဟာလည်းစီးပွားရေးအခြေအနေ၊စားဝတ်နေရေးအခြေအနေကြက်တထက်ကြက်တဲလာပြီးတော့အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်လာရပါတယ်။ဒီကြားတွေကလက်တလုံးမှာသဘာဝလေးရည်ဖြစ်တဲ့စကိုင်းငလင်ကြီးလဲကြုံထားရသေးတယ်ခင်ဗျာ။ ဆိုတော့ကလက်ရှိမြန်မာပြည်သူတွေဟာကြုံတွေ့နေရတဲ့အခက်အခဲအနေအမြင့်အတက်ကြလောကဒဏ်တွေကိုဘလို့ဗေနီးနဲ့ရင်ဆိုင်ရင်အဆင်ပြေနိုင်မှာမလဲ။ဘာသာရေးခံယူချက်နဲ့ကြမ်းကြမ်းခံကြဖို့ရောဖြစ်နိုင်ပါသလား။ဥဆုံးအနေနဲ့အရှင်ဖျားမိန်ကြပေးတော်မူပါဖျား။တခါကြီးပြောသွားတာတွေကစဉ်းစားစရာတုံ့တက်စရာတွေပါပဲ။ဥဆုံးအနေနဲ့ခေါင်းစဉ်ကဘာသာရေးနဲ့လောကဒဏ်ဆိုတော့တခါကြီးတခါမှကြီးတို့ကဘယ်ဘာသာကိုကိုးကွယ်ကြတာလဲဆိုတာသိပါရစေ။ဒီမှာကခေယံဘာသာဝင်ပါဖျား။ တပည့်တော်ကလက်ရှိမှာတော့ဘာသာတရားတွေကိုလေ့လာစေပါဖေဟာကိုကိုွယ်တဲ့ဘာသာတော့လက်ရှိမှာမရှိသေးပါဖေဟာတောင်းပါပြီဒါဖြင့်တခါကြီးမေးတာကိုစဉ်းစားသုံးသက်ကြည့်တော့လောကမှာဖြစ်ဖြစ်သမျှကိစ္စတိုင်းကတော့အကြောင်းရှိလို့အကျိုးဖြစ်လာကြတာပါပဲဒါပေမဲ့အကြောင်းကျိုးအဖြစ်အပျက်တွေကမြန်ဆန်လွန်းတဲ့အခါပုထုဇဉ်လူသားတွေမှာပြင်ဆင်ချိန်မရစောက်တရားမရပဲရှိတတ်ကြပါတယ်ဒီလိုလောကသံဆိုတာနဲ့ကြုံတွေ့လာတဲ့အခါလူပုဂ္ဂိုလ်တွေမဆိုထားနဲ့တခါတည်းရံမှာတရားကျင့်ကြံအားထုတ်နေကြတယ် တန်ကာရောရီတောင်ရင်ခရိုင်နေသွားတတ်ပါတယ်။လောကဒဏ်ရှိပါဆိုတဲ့အတိုင်းဒုက္ခဆင်းရဲမှမဟုတ်ဘူး။ဒုက္ခချမ်းသာတွေကြုံလာတဲ့အခါလဲမမတက်ပဲတည်တည်ငြိမ်ငြိမ်နေနိုင်ဖို့ဆိုတာခဲရင်ပါတယ်။သူများကဆဲဆိုဝေဖန်တဲ့အခါတည်တည်ငြိမ်ငြိမ်တုံ့ပြန်ဖို့ခက်ခဲသလိုချီးကျူးစကားချီးမွမ်းစကားတွေကြားရတဲ့အခါလဲမာနတွေမထောင်လွှမ်းမိဖို့အရေးကြီးပါတယ်။အချုပ်မှာတော့တတိကဖို့ပါပဲ။ ဒါတွေကမမြဲဘူးဆိုတာသိထားရင်ပြင်ပကရိုက်ခတ်လာတဲ့လောကဒဏ်တွေကိုအတွင်းတန်တန်ကတည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖို့ပိုလွယ်ကူသွားမယ်။ချမ်းသာဒုက္ခတွေကိုစူးစမ်းရှာဖွေရရလာတယ်။ရလာပေမဲ့ဒါတွေကမမြဲဘူးဆိုတာကိုသိထားရမယ်သိထားဖို့လိုအပ်တယ်။ဆင်းရဲဒုက္ခတွေမလို့ချင်လဲရလာမယ်ကြုံလာရမှာပဲ။ဒီဆင်းရဲဒုက္ခတွေလည်းခဏခဏပဲလို့သိရမယ်။နှလုံးသွင်းနိုင်ရမယ် ဒီလိုပဲကိုကိုချီးမွမ်းနေကြတာလဲတချိန်ရောက်ရင် ဆုံးခန်းတိုင်းမှာဖြစ်တယ်လို့ကိုကိုဆဲဆိုဝေဖန်နေတဲ့ဇကားတွေလည်းတချိန်ကြာရက်တန့်သွားကြမှာဖြစ်တယ်။ကိုဘေးနာကမိတ်ဆွေအပေါင်းအသင်းအချင်ရန်တွေလည်းတချိန်ကြာခွဲခွာပျောက်ကွယ်သွားကြမှာဖြစ်တယ်။လောကမှာဘယ်ရာမှအစိုးမရတာကိုအချိန်တိုင်းတတိလေးကက်စင်ခြင်းသုံးသပ်မယ်ဆိုရင်ဒီလောကဒန်တဘာဝတရားတွေနဲ့တွေ့ကြုံတဲ့အခါဒီဒီငိမ့်ငိမ့်နဲ့တုံ့ပြန်နိုင်မှာပါပဲ။မှန်ပါဖျက်။တင်းတင်းမှန်ကန်တဲ့တရားတွေလို့ဆင်ခြင်မိပါတယ်။ မယုံမြက်ကရောလောကတန်တရားပေါ်ဘလို့မြင်ပါတလဲဟုတ်ကဲ့ကျမအနေနဲ့လဲဆရာတော်သုံးသက်ပြသွားတာကိုတတိထားဆင်ခြင်မိပါတယ်ကျမတို့ခေယံဘာသာဝင်တွေကတခါတလေမမြဲခြင်းတရားကိုမိမိလျော့လျော့နေတတ်ပါတယ်ဖျားစီကကောင်းချီးတွေပဲအမြဲတမ်းရနိုင်မယ်ရလိမ့်မယ်လို့တွေးတတ်ကြပါတယ်ကောင်းတာတွေကြုံလာတဲ့အခါဂျေဇူးတော်ကိုချီးမွမ်းတတ်ကြပေမဲ့အဆိုးတွေကြုံလာရင်တော့ဂျေဇူးတော်ကိုချီးမွမ်းဖို့တတိမရကြပါဘူးပြောမဲ့သာပြောတာပါ ကျမကိုယ်တိုင်လည်းအပါဝင်ပါပဲ ဒီလိုမျိုးလောကဒံတရားတွေနဲ့တွေ့တဲ့အခါစိတ်ရှိဖို့မိမိစိတ်ကိုထိန်းချုပ်နိုင်ဖို့အားထုတ်ကြဖို့လိုပါတယ်။နောက်ပြီးအနိစ္စတရားကိုအစိုးမြင်တယ်လို့တွေးနေကြတာဟာတကယ်တော့မမှန်ပါဘူး။မမြဲခြင်းတရားတွေကြောင့်လောကဒံနဲ့ရင်ဆိုင်လာရတဲ့အခါခရီးရဲ့ကျေးဇူးတော်ကိုချီးမွမ်းပြီးမိမိအတွက်ပဲမဟုတ်ဘဲနဲ့ဒုက္ခကြုံတွေ့နေသူအလုံးအတွက်ပါယုံကြည်စွာဆုတောင်းပေးကြရမှာပါ။ယုံကြည်ခြင်းကနေခွန်အားရယူပြီးတဦးကိုတဦးရိုင်းပင်းကူညီပြီးကိုခြင်းစာတရားထားကြရမှာပါ။ ဒါမှသာကိုရော်ရဲ့ကောင်းမြတ်ခြင်းနဲ့ဒီခြေနေတွေကနေငြိမ်သက်ခြင်းကိုရှာဖွေနိုင်လိမ့်မယ်လို့ယုံကြည်မိပါတယ်။ဟုတ်ကဲ့ဗျ။ကျွန်တော်ကလက်ရှိမှာဘာသာမဲလို့ဖြစ်နေပေမဲ့တရားတော်မမဲဖို့စူးစမ်းနေသူဖြစ်ပါတယ်။အနေအမြင့်အတက်ကြလောကဒဏ်ကချိန်ခါမရွေးကိုစီလာနိုင်တာမို့ကိုကိုကိုပြင်ဆင်ထားဖို့လိုအပ်တာကိုစင်ကြင်မိပါတယ်။နောက်ပြီးကိုချင်းစာတရားနဲ့လူချင်းဝတ်တွေကအခုလိုအချိန်မှာတိတ်ကိုအရေးကြီးတယ်မို့လား အရာရာခက်ခဲနေတဲ့အချိန်မှာခက်ခဲသူချင်းကိုချင်းစာတက်ဖို့ကူညီဖို့ပေးကမ်းဖို့လိုအပ်တာကိုလည်းသဘောပေါက်နားလည်မိပါတယ်ဗျ။နောက်ပြီးအဲ့ဒီလိုကူညီတဲ့အခါမှာလည်းတစုံတရာအကျိုးကိုမျှော်ကိုပြီးပေးကမ်းလှူဒါန်းတာထက်တစ်ဖက်သားအဆင်ပြေသွားတာကိုဝမ်းသာရတဲ့ပေးကမ်းမှုမျိုးကိုပို့ပြီးသဘောကျမိပါတယ်။အခါကြီးပြောသွားတာစဉ်းစားသုံးသက်စရာကောင်းပါတယ်။ဘာသာတရားတစ်ခုကိုကိုးကွယ်ကြယုံကြည်ကြပေမဲ့မိမိတို့ကိုးကွယ်တဲ့ဘာသာတရားရဲ့အနှစ်သာရကိုစင်ကျင် သုံးသက်ဖို့လည်းအရေးကြီးပါတယ်။ တချို့ကထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်တယ်ဆိုပေမဲ့ယဉ်ကျေးမှုထုံတဲ့အစဉ်လာအပေါ်ယံတွေမှာပဲနှမျောနေတတ်ကြပါတယ်။တကယ့်အခြေခံတရားကိုစင်ကြင်သုံးသပ်ဖို့မင်းနေတတ်ကြပါတယ်။ဗုဒ္ဓဘာသာအများစုဟာအလို့အထံကိုအားတော့စိုက်ကြပါတယ်။ဒါပေမဲ့အပြိုင်အဆိုင်လူလိုက်မယ်ပေးလိုက်မယ်ပြောကြပါကြဖို့ကိုပဲရှေ့တန်းတင်တာကိုလည်းမကြာခဏတွေးမြင်နေရပါတယ်။ဗုဒ္ဓဘာသာဒလေးမှာကိုယ်လူဒါနကိုအယက်ရှိမျက်နာကမူတီတာဘွားသာဓုခေါ်ဆိုနိုင်အောင်အကြောင်းကြားအတိပေးကြတာမျိုးရှိပါတယ်။ ဒါပေမဲ့တရားတရားရဲ့အနှစ်သာရဖြစ်တဲ့အလူခံပုဂ္ဂိုလ်ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးလိုက်ရလို့ဝမ်းမြောက်ပီတိဖြစ်ရတဲ့ခံစားချက်လေးဒီခံစားချက်လေးကိုမေ့လျော့နေတတ်ပါတယ်။တပါးသူရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးရတဲ့အတွက်တပါးသူကအစဉ်ပြေသွားတဲ့အတွက်ရလာတဲ့ပီတိဖြစ်စိတ်လေးဟာအင်တန်မကိုအေးချမ်းပါတယ်။တခြားဘာမှလည်းပြမမျော့လေးမတောင့်တဘဲပေးကမ်းလိုက်ရတာကိုပဲဝမ်းမြောက်ဝမ်းသာဖြစ်ရတာဟာတရားတရားရဲ့အခြေခံအနှစ်သာရပါပဲ။ဒီမှာလည်းမကြာခဏဆင်ခြင်မိတာရှိပါတယ်။ လူတွေရဲ့ပေးကမ်းခြင်းဟာတခါတရံမှာစစ်မှန်တဲ့ပေးကမ်းမှုမျိုးဟုတ်ပါသလားဆိုတာပါဒီနေ့လူအဖွဲ့အစည်းဟာကိုပေးကမ်းလူရတာကိုလူများတိအောင်ကြီးညာတတ်တဲ့အကျင့်ရှိနေပါတယ်အစိုးမြင်တာမျိုးမဟုတ်ပေမဲ့အမြဲတမ်းဒီလိုလုပ်ဖို့မလိုအပ်ဘူးလို့ထင်မြင်မိပါတယ်ကျမတို့ဟာကိုယ်နှလုံးသားကိုကိုကိုယ်တိုင်မြင်ရတာပဲမဟုတ်လားကိုယ်နှလုံးခုန်တန်လဲကိုကိုယ်တိုင်ကြားရပါတယ်အလူဒါနကိုလက်ရလက်ကပြူးတဲ့အခါလက်ဝဲလက်ကမတိစေနဲ့အလူဒါနကိုမထင်ရှားစေခြင်းကပြုလို့ ဆိုပြီးကျန်းစာထဲမှာလည်းရှိထားပါဗျ။ခရီးတိယုံကိုကိုတိုင်းတိယုံနဲ့ကျမတရတော့လုံလောက်ပြီလို့ထင်မြင်မိပါဗျ။တင်ဖျားမိန်ကြသွားတာရောမယုံမြင့်ဆွေးနွေးသွားတာရောကကျွန်တော်အတွက်တော့သတိထားစရာစင်ကျင်စရာတွေပါပဲဆက်လက်ပြီးတော့မမြဲတဲ့သဘောတရားတဘာဝတရားအကြောင်းလဲဆွေးနွေးမိန်ကြပေးတော်မူပါဖေဟာ လူဒန်းပိတ်ကဲမှုနဲ့မမြဲခြင်းအနေဆက်တရားလောကဒဏ်တရားတွေနဲ့ဆက်ဆက်ပြီးသုံးသက်เสียရှိပါတယ်။အခုကိုကပိုရှန်နေသူဖြစ်ပေမဲ့တစ်ချိန်ကျလိုအပ်သူလည်းဖြစ်လာနိုင်ပါတယ်။အခုကိုကပိတ်ကဲသူဖြစ်ပေမဲ့တစ်ချိန်မှာလက်ခံသူလည်းဖြစ်လာမှာပါပဲ။လောကမှာဘယ်ရာမှမမြဲတာကိုနားလည်ထားရပါမယ်။ဘယ်မဆိုတရားလေးပါးကိုလည်းလက်ကင်ထားပြီးမမြဲခြင်းတရားတွေကိုအမြဲရှုမှတ်ရမယ်။ဒီလိုအခြေခံတရားလေးတွေအမြဲရှုမှတ်တော့ကိုယ့်ရဲ့စိတ်တက်ကခိုင်မာလာရော။ ဓမ္မသာလောကဒန်တရားတွေနဲ့တွေ့တဲ့အခါမယိုင်မလဲပဲစဉ်ကြက်ခံရက်တည်နေနိုင်မှာဖြစ်ပါတယ်။ကျမလည်းဒီလိုမမြဲတဲ့သဘာဝတရားတွေကိုဆင်ခြင်မိပါတယ်။ကျမဒီလိုဆင်ခြင်မိတဲ့အကြောင်းမိတ်ဆွေတငယ်ချင်းတွေကိုပြောတဲ့အခါသူတို့ကသဘောမကျကြပါဘူး။ဒီလိုအဆိုးမြင်တဲ့အကြောင်းအရာတွေကိုဆင်ခြင်ဖို့မလိုအပ်ဘူး။ဘုရားကငါတို့ကိုကာကွယ်ပေးမှာပဲဆိုပြီးသူတို့ကပြောကြပါတယ်။ဒါပေမဲ့တကယ်တမ်းအခက်အခဲတွေတွေ့လာရတဲ့အခါတရားသခင်ကိုသူတို့ကအရင်ဆုံးအပြစ်တင်ကြပါဗျ။ ဖះကငါ့ကိုဘာကြောင့်မဆောင်းလျှောက်တာလဲဘာအတွက်ငါကဒါတွေကိုကြုံတွေ့နေရတာလဲဆိုပြီးညှိတွားနေတဲ့သူတို့ကိုတွေ့တဲ့အခါဖះသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းဖို့ဒီလိုအခက်ခဲတွေကြုံတွေ့ရတဲ့အချိန်မှာပိုပြီးစိတ်ရှိသီးခံဖို့တဦးကိုတဦးကူညီဆောင်းလျှောက်ဖို့ကိုတိုက်တွန်းမိပါတယ်ကိုရောကိုယ်တိုင်လည်းလောကမှာဒုက္ခမျိုးမျိုးကိုခံစားခဲ့ရတဲ့အတွက်ဘေးရနေရနဲ့ကြုံတွေ့ရတဲ့အခါကိုယ်တော်ရဲ့ခန္ဓာယဉ်ရှိမှုနဲ့ယုံကြည်ခြင်းကိုဆန္ဒမူနာဖြင့်မှတ်ယူပြီးကိုယ်တော်ရဲ့ဝေဒနာတွေကိုအောက်မေ့ခြင်းအဖြစ် မိမိတို့ရဲ့ခံစားနေရတဲ့ဒုက္ခတွေကိုကျော်လွန်နိုင်မယ်လို့ယုံကြည်မိပါတယ်။တခါတလေတပည့်တော်စဉ်းစားမိတာကဘာသာတရားတွေဟာလူတွေကိုစီးလုံးညီညွတ်စေတယ်လို့တဖက်မှာလည်းပြိပခ္ခတွေဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုဖြစ်နေတာမျိုးတွေ့ရပါတယ်။ဒီပေါ်မှာအရှင်ဖျားရဲ့အမြင်ကိုလည်းကြားသိပါရစေဖျား။ဘာသာတရားတွေရဲ့အဆုံးအမအမှတ်မှာတော့ငြင်းချမ်းခြင်းနဲ့မေတ္တာတရားကိုအခြေခံပါတယ်။ ဒါပေမဲ့လူတွေရဲ့အယူအဆမှားတွေအဆုံးရောက်တဲ့အတွေ့အခေါ်တွေကြောင့်ဘာသာတရားကိုအလွဲသုံးစားလုပ်ပြီးပြိပခတ်တွေဖြစ်လာတတ်ပါတယ်။အဓိကကတော့ဘာသာတရားရဲ့အနှစ်သာရအခြေခံကိုနားလည်ဖို့ဒီခန့်ချင်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်ထားတွေကိုမွေးမြူကြဖို့ပါပဲ။ဒီမှာလည်းဆရာတော်နဲ့အမြင်တူပါတယ်။ဘာသာတရားတိုင်းမှာငင်းချမ်းရင်းနဲ့ချစ်ချင်းမေတ္တာကိုအခြေခံတဲ့တုံတင်ဆုံးမမှုတွေရှိပါတယ်။ပြိပခတ်တွေဖြစ်လာတာဟာဘာသာတရားကြောင့်မဟုတ်ပဲလူတအူးချင်းစီရဲ့မတိနာမလည်မှုတွေ မာမာနတွေကြောင့်လို့ထင်မြင်မိပါတယ်။မတူညီတဲ့ယုံကြည်မှုတွေကိုလေးစားတတ်ဖို့နဲ့အတူတကွငြင်းချမ်းစွာနေထိုင်တတ်ဖို့ကအရေးကြီးပါတယ်။အခုဒီစကားဝိုင်းကသင့်တီးလိုက်ရတာကတော့ဘာသာတိုင်းကငြင်းချမ်းခြင်းနဲ့မေတ္တာတရားကိုအခြေခံကြတာပဲမဟုတ်လား။လောကဒဏ်ကိုရင်ဆိုင်တဲ့နေရာမှာယုံကြည်မှုတွေမတူပေမဲ့အားလုံးမှာကိုယ်ပိုင်နိလန့်တွေရှိကြတာကိုလည်းသဘောချနဲ့ချိန်မိပါတယ်။ဒါကြောင့်ကျွန်တော်ကိုယ်တိုင်လည်းလောကဒဏ်ကိုရင်ဆိုင်ဖို့ တတိပညာနဲ့ကိုပိုင်စင်ကျင်သုံးသပ်နိုင်တဲ့တရားရှိဖို့လိုအပ်တာကိုနက်နက်ဆိုင်ဆိုင်နားလည်လာမိပါတယ်။အခုလိုအကျိုးရှိတဲ့ဇကားဝိုင်းအတွက်ဆရာတော်ကိုကျေးဇူးတင်မိပါတယ်ဖေဟာ။မယုံမြက်ကိုလည်းကျေးဇူးတင်မိပါတယ်ဗျ။ဦးစင်းလေးဒီလိုဇကားပြောခွင့်ရတာကိုဝမ်းမြောက်မိပါတယ်။ညီမလည်းကျေးဇူးတင်ပါတယ်။နောက်လည်းဒီလိုဆွေးနွေးခွင့်ရဖို့မျှော်လင့်မိပါတယ်။